ားလုံးပဲမင်္ဂလာပါ LHK Sharing Blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်မျှဝေပေးမယ့်ဗီဒီယိုလေးကတော့မလေးရှားနိုင်ငံကို free visa 14ရက်နဲ့ပတ်သက်ပြီးတော့လူတစ်တေလူဟောင်းတွေစဉ်းစားသင့်တဲ့အကြံဉာဏ်တစ်ခုကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်အော်တိုဘာလ10ရက်နေ့ကနေစပြီးတော့မလေးရှားနိုင်ငံကို LHK visa 14ရက် free ဝင်ဝင်ပြုလိုက်တဲ့အပေါ်မှာကျွန်တော်လူတွေတော်တော်များများရိုးရက်ခတ်ပြီးတော့အမျိုးမျိုးဖြစ်နေကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုမလေးရှားကိုကျွန်တော်တို့အပေါ်လန်းကနေပြီးတော့လာမယ်ဆိုလို့ရှိရင် မကုန်းဆိုလို့ရှိရင်အနည်းဆုံးပွဲစားတဲ့ line 85သိန်း80 90သိန်းအဲ့လိုမျိုးတွေကုန်နေကြတဲ့အပေါ်မှာအခု LV visa free 14ရက်ဖွင့်ပေးလိုက်တဲ့အတွက်တော်တော်များများကဒါစိတ်လှုပ်ရှားနေကြတဲ့အထက်မှာတွေ့ရပါတယ်ဆိုတော့မလေးရှားကိုအပေါ်လမ်းကနေပြီးတော့အလေဗီဇာနဲ့ဝင်လာပြီးတော့ဒီမှာတရားဝင်လောက်ကန်နေတဲ့လူတွေတော်တော်များများရှိတယ်လို့အောင်လိုက်နေပြီးတော့ဝင်လာတဲ့လူတွေတော်တော်များများလည်းရှိပါတယ်။ဆိုတော့ကျွန်တော်ဒီနေရာမှာပြောချင်တာကတော့အခုမလေးရှားကိုအလေဗီဇာ14ရက် free ဖွင့်ပေးလိုက်တဲ့ဆိုပေမဲ့တကယ်တမ်းသူတို့ဆုံးဖြတ်ချက်ချမှာတော့မလေးရှား၄စိတ်က လဝကနေပြီးတော့ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ကိုကဘလို့လူမျိုးပဲဖြစ်နေပါစေမလေးရှားလေစိတ်ကနေပြီးတော့လဝကအဝင်မခံဘူးဆိုလို့ရှိရင်ဝင်လို့လုံးဝမရပါဘူး။ဆိုတော့ဘလို့လူမျိုးတွေအတွက်အဆင်ပြေမလဲဆိုရင်တော့မလေးရှားကိုအရင်လာဘူးတဲ့လူတွေအတွက်တော့အဆင်ပြေပါတယ်။နောက်ပြီးတော့ကိုကအင်္ဂလိပ်စကားကိုကျွမ်းကျင်ပြောတတ်တယ်ဆိုရင်တော့ဒါအမေရိကန်လာရောက်လေပတ်မဲ့လူတွေအတွက်ကတော့အဆင်ပြေပါတယ်ပေါ့နော်။အမေရိကန်လာရောက်လေပတ်မဲ့လူတွေကတော့ဘသူဘလို့လူမျိုးလဲဆိုတော့တချို့နိုင်ငံခြားမှာရှိတဲ့လူတွေကနေပြီးတော့မလေးရှားလာနေမယ်ဆိုရင်အဲ့အတွက်အဆင်ပြေပါတယ်။ဆိုတော့နိုင်ငံခြားကိုအလုလာလုံမဲ့လူတွေအတွက်ကတော့ ကောင်းတယ်လည်းပြောလို့ရတယ်လို့မကောင်းလို့လည်းပြောလို့ရပါတယ်။မကောင်းဆိုတာဘယ်လိုမကောင်းလဲဆိုတော့ကိုကိုရန်ကဒီမလေးရှားကိုထွက်ဖူးတဲ့အတွေ့အကြုံလုံးဝမရှိဘူး။အလဲပတ်မလာဘူးဆိုလို့ရှိရင်တော့မကောင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့ तू ကလာပြီးကုန်ကြစည်အနေနဲ့ဗီဇာဘိုးပဲမပြရတာပါ။ကျန်တာတွေကိုကကိုကကိုအကုန်အကုန်ကြခံမှာဖြစ်ပါတယ်။လေလက်မဲ့အသွားပြန်ကားရှိမယ်။နောက်ပြီးတော့ဟိုတယ်ဘုတ်ကင်းနေရှိမယ်။အဲနောက်ပြီးတော့ insurance ကြီးတွေအမခံကြီးတွေရှိမယ်ပေါ့နော်။အဲ့ဒါတွေအကုန်လုံးနောက်ပြီးတော့ showman ကြီးတွေကင်ပြီးတော့မှလာရမယ်။အဲ့ဒါတွေ အထောက်ထားရင်အမှန်ကန်ပါလာတော့ညာလဲပဲကိုကနိုင်ငံခြားထွက်ခွေအတွေ့အကြုံမရှိဘူးဆိုလို့ရှိရင်လေစိတ်မှာလဝကအဝေးမခံဘူးဆိုလို့ရှိရင်ကိုကပြန်ကန်မှာပဲဖြစ်ပါတယ်အဲ့ပြန်ကန်တဲ့အတွက်အဲ့မှာဆုံးရှုံးမှုတစ်ခုရှိမယ်နောက်တစ်ခုကဒီမှာလူခံမရှိဘဲနဲ့အလေသွားပြီးတော့အလုပ်လာရှာမယ်ဆိုရင်အခုလက်ရှိအချိန်မှာမလေးရှားမှာအလုပ်ရှာဖို့အတွက်ကလုံးဝတော့တော်တော်ခက်ခဲနေပါတယ်ဘာဖြစ်လို့လဲဆိုတော့အားလုံးလည်းသတင်းတွေတွေ့ရမှာဖြစ်ပါတယ် နေစဉ်နဲ့အမြအဖမ်းစည်းတွေနေရလို့ဖမ်းနေပါတယ်။ခုနေကတိုင်လို့ဖမ်းလိုက်ဒီနေ့ကတိုင်လို့ဖမ်းလိုက်တယ်။နောက်ပြီးတော့သူ့နိုင်ငံအစိုးရကဘလို့ထိအောင်ကြင်ညာလဲဆိုလို့ရှိရင်နိုင်ငံသားတွေကိုအိမ်ငှားနေခွင့်တောင်မပေးဘူး။နောက်ပြီးတော့အလုပ်တဲမှာဆိုလို့ရှိရင်အလုပ်ရှင်တွေနဲ့ဒီတရားမဝင်နိုင်ငံသားတွေအလုပ်ခေါ်ထားလို့ရှိရင်ဒဏ်ကြီးတွေအဖြစ်ပါရိုက်မယ်ဆိုရိုက်ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးသတင်းတွေပါကြင်ညာထားတဲ့အတွက်ဒီနိုင်ငံအလုပ်ရှင်တော်တော်များများလည်းအဲ့အတွက်စိုးရိမ်နေကြတယ်ပေါ့နော်။ဘာလို့နိုင်ငံသားအလုပ်သမားတွေကိုခေါ်ယူဖို့အတွက်ကသူတို့အရင် အရေးဆုံးပြီးတော့ခေါ်မှဖြစ်တဲ့အတော့သူတို့လည်းအရေးဆိုရင်နေရပါတယ်ဆိုတော့အခုချိန်မှာမလေးရှားကိုအလဲဗီဇာ free ဖွင့်လိုက်ပြီးငါမလေးရှားမှာသွားပြီးအလုပ်သွားရှာမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအတွက်စွန့်စားမှုကတော့ဒါတော်တော်လေးကိုအလုပ်ရနိုင်မှုရှားခိုင်းလို့နေပါတယ်ကိုကအဲ့လိုမဟုတ်ဘဲနဲ့အရင်တော့မလေးရှားမှာငါနေခဲ့ဘူးလေအရင်တတိယနဲ့လည်းအဆက်အသွယ်ရှိတယ်ကိုကလည်းမလေးစကားလို့ never တက်တယ်ဆိုလို့ရှိရင်တော့လာခဲ့လိုက်လာခဲ့ပြီးတော့မှ ဒီရောက်တော့မှကိုယ့်ကိုကိုယ်တတိယအဟောင်းအနေနဲ့ပြန်ရှာပြီးလို့ချင်းပြန် join ပြန် join ပြီးတော့အလုပ်ပြန်ရှာမယ်ဆိုလို့ရှိရင်တော့တတ်မှတ်တဲ့အချိန်ပြမှာအလုပ်ရသွားနိုင်ပါတယ်အလုပ်ရသွားနိုင်ပြီးတော့ကိုယ်ကလူဟောင်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့အဲမလေးရှားမှာဘယ်လိုနေထိုင်ရမလဲအကျေတွင်ရှင်းပြစရာမလိုတော့ဘူး နေဘူးထိုင်မှုတွေအတွက်တည်နေပြီပေါ့နော်ဆိုတော့ဘယ်လိုရှောင်ရှားရမလဲဘယ်လိုနေထိုင်ရမလဲဆိုတာတည်တဲ့အတွက်ဒါအထူးတလဲပြောစီရမလို့လူတစ်တည်နေနေရတော့သူတို့စပြီးတော့ရောက်လာတာမကြသေးဘူးအဲ့လိုမျိုးကိုနေတဲ့ပတ်ဝန်းကျင်ကအဆင်မပြေတော့ကိုကမသိပဲနဲ့အဲ့မှာသွားနေမိတယ်ဆိုလို့ရှိရင်ရက်ပိုင်းအတွင်းမှာပဲဒါအဖမ်းခံရမယ်ဆိုလို့ရှိရင်နောက်ဆက်တွဲပြဿနာတွေကတော်တော်ရှုပ်ထွေးလာနိုင်ပါတယ်သူအစိုးရကဒီအလဲဗီဇာ14ရက်ညီမ passport ကင်ဆောင်ထားတဲ့မြေသူမျိုးဆို14ရက် free ဝင်ခွင့်ပေးတော်ညာလဲပဲတကယ်လို့ तू တတ်မှတ်ထားတဲ့14ရက်အတွင်းမှာမပြောင်းဘူးဆိုလို့ရှိရင် तू တတ်မှတ်ထားတဲ့ ရပိုင်းချရှိတယ်အဲ့ရပိုင်းချနဲ့တိုးလာတာနဲ့အမြဒန်ကြီးကပို့ပြီးတိုးလာမယ်နောက်ပြီးတော့ဒန်ကြီးတွေပို့ပြီးတော့တိုးလာတဲ့အတွက်နောက်ပြီးတော့အချုပ်ကန့်နေမှနေရမယ်အချိန်ကြီးပေါ့နော်သူကတတ်မှတ်ချိန်ကြီးပို့ပြီးတော့ကြာလာလိမ့်မယ်ဆိုတော့ဒါ၆တာလည်းဖြစ်နိုင်တယ်လို့နောက်ပြီးတော့တကယ်လို့ရင်လုံမှာစံပြနမူနာနဲ့လုတ်တဲ့ထဲမှာကိုကအခုမှမယောင်မလဲနဲ့မလေးရှားကိုရောက်လာပြီးတော့မှအဲ့ထဲမှာပတ်သွားမယ်ဆိုရင်ကို့အတွက်အကျိုးအမြတ်ကတော်တော်ဆုံးရှုံးနိုင်နေပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့လူသစ်တွေအနေနဲ့ဒီကိုလာမယ်ဆိုလို့ရှိရင်တော့ အလဲလာတာတော့ကိုကပတ်ဆက်ကြည့်လို့အလဲလာယူကိစ္စမရှိဘူးလေကိုကပတ်ဆက်ကြည့်လို့အလဲလာဆိုရင်ဒီမှာဆက်လေးရနေပြီးပြန်သွားလိုက်ဒါ AC ကွက်ကိုဘာမှမဖြစ်ဘူးလမ်းကြောင်းလည်းရှင်းတယ်ပေါ့နော်ဒါအလဲဗီဇာကင်းလို့လို့အလဲလာတယ်ဆိုတော့ AC လာလိုက်တော့ဘာမှမဖြစ်တကယ်လို့အလောက်ရှာဖို့အတွက်ဆိုရင်တော့လူတစ်တင်နေတော့တိတ်ပြီးတော့ဒီရဲကိုမစွန်စားစေချင်သေးဘူးနောက်ပြီးတော့လူဟောင်းနေနေရတော့မဖြစ်မနေမြန်မာနိုင်ငံမှာလုံးဝလက်ရှိအခြေအနေမှာအဆင်မပြေဘူးဆိုလို့ရှိရင်တော့လာမယ်ကိုလူဟောင်းတငယ်ချင်းတွေကိုပြန်ပြီးတော့ချိတ်ဆက်မယ်နောက်ပြီးတော့ကိုလူဟောင်းတတိတွေကိုပြန်ပြီးတော့ချိတ်ဆက်ပြီးတော့အလောက်ရှာမယ်ဆိုလို့ရှိရင်အချိန်တို့ထဲမှာအလောက်ရသွားမယ်ဆိုလို့ရှိရင်တော့ဒါ နေလို့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်ထင်တယ်ဒီဟာကဒီတစ်ခုတည်းတော့မဟုတ်သေးဘူးဒီအစိုးရကတို့ဒီဆယ်လာပိုင်းအော်တိုဘတ်တရက်နေနောက်ပိုင်းနေပြီးတော့ free visa နဲ့ဝင်လာတဲ့လူတွေအတွက်ပါမစ်ကတ်တဲ့အချိန်မှာဘလို့အခက်အခဲမျိုးတွေထပ်ပြီးတော့ကြုံလာအောင်လဲဆိုတော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်ပါမစ်ဖွင့်ခဲ့သည့်ရှိတော့ပေါ့လောဆယ်လက်ရှိနေတာမလေးရှားမှာပါမစ်ကမဖွင့်သေးပါဘူးနေစဉ်နဲ့အမြအော်ဘရာစီကလည်းအမြဲတမ်းဖမ်းနေပါတယ်ဖမ်းနေဆိုတာတိုင်ကြားလို့ဖမ်းတာတွေရှိသလိုတချို့ဟာတွေကြတော့လည်းတကယ်မှသူတို့စီမံချက်နဲ့ဝင်ပြီးတော့အောင်လာချင်းလိုက်ယာကနန်းနဲ့600ကျော်ကြီးအဲ့လိုမျိုးကနန်းအများကြီးအဖမ်းခံရတာတွေလည်းရှိပါတယ် ဆိုတော့အလဲဗီဇာတော့ဖွင့်လိုက်တာ ဟုတ်ပါပြီ free စလီရနေလို့ရတယ်တော့ဟုတ်ပါပြီဒါပေမဲ့ကိုကိုတိုင်းဒီမလေးရှားကိုအလုပ်သွားလုပ်မယ်သူတို့က free ဝင်ဝင်ပြရဆိုပေမဲ့ဒါကိုတေချာစဉ်းစားကြည့်ကြပါလေကိုကဒီမှာလူကန်ရှိတယ်တင်ကျွေးနိုင်တဲ့လူပေါ့ဗျာပြောရမယ်ဆိုတော့လူကန်ရှိတယ်အဲ့လိုမျိုးဆိုရင်တော့လာလိုက်ပါဆိုတော့ကျွန်တော်အရှိမပြောသလိုပဲပွဲစားနဲ့လာမယ်ဆိုရင်380 390တွေအကုန်ကြခံကြရဘလို့ပဲနဲ့ရှူမန်နီကင်လာမယ်လေးလက်မှတ်အသွားပြန်ဝယ်လာမယ်အရှူရန်နေဗာရီရောဥစားဖြစ်တဲ့ဆိုလို့ရှိရင်ဝယ်လာမယ်ပြီးလို့ရှိရင် ဖော်တဲ့ booking တွေပါတီချာကြမ်းနာလုပ်မယ်ကိုကနိုင်ငံခြားထွက်ပြီးတဲ့အတွေ့အကြုံရှိထားရတဲ့အတွက်ဘာမှစိုးရင်စရာမလိုအဲ့ကြံတော့လာလို့ရပါတယ်ဆိုတော့အခုလက်ရှိမလေးရှားမှာဖြစ်ပျက်နေတဲ့အနေအထားကတော့ဒီအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တွေ့ရတဲ့လောက်ကတော့ဒီအစိုးရ၅နှစ်တက်တမ်းမှာဖမ်းတာဖမ်းတာဆိုတော့အခု၃နှစ်အထက်ကိုရောက်နေပါပြီဆိုတော့နေတိုင်းလို့လို့ဖမ်းပါတယ်ဘလို့စီမံချက်မျိုးတွေနဲ့ဘလို့စိတ်တွေနဲ့ဖမ်းနေလို့ကျွန်တော်လည်းမပြတ်တတ်ပါဘူးတချို့ဆိုင်တွေတို့လို့ရှိရင်အလုပ်ကမှလုံးဝမရှိတော့အောင်ရှားသွားပါတယ် အလုပ်ဒီမှာရှာရဆိုတော့လေသူတို့ကပြန်ခေါ်ချင်တာကျွန်တော်နိုင်ငံသားသားအလုပ်ဒီမှာပဲလိုချင်တာပေါ့နော်တချို့စားတောက်ဆိုင်တွေကုန်တိုက်တွေဆိုလို့ရှိရင်ဒါတတိတွေကဖွင့်လင်းပြောမှာဆိုမြန်မာအလုပ်ဒီမှာတွေကိုကြိုက်ပါတယ်ဘာလို့ဆိုမြန်မာအလုပ်ဒီမှာတွေကနံပါတ်1အလုပ်ကျူးစားတယ်နောက်ပြီးတော့စိတ်ချရတယ်ယုံကြည်ရပေါ့ဗျာအဲအဲ့ဒါကြောင့်မို့သူကမြန်မာအလုပ်ဒီမှာတွေကိုကြိုက်တယ်မခိုးမကပ်ဘူးနောက်ပြီးတော့နောက်တစ်ချက်ကမြန်မာအလုပ်ဒီမှာတွေတော်တော်များများလူရည်တန့်တယ်လူရည်တန့်တယ်ဆိုတာလေဟိုဘလိုမျိုးနေရာမျိုးကပဲနေနေဦးလေးစိတ်မှာဘလိုပုံစံမျိုးနဲ့အဲတွေ့ရတွေ့ရကျွန်တော်တို့ဒီ မလေးရှားရောက်သွားကျလို့ရှိရင်နေထိုင်ပုံသူ့ဟာသူအချိုးကျကျပြင်သွားတက်တာပေါ့နော်အဲ့လိုမျိုးအဲ့ဒါကြောင့်မို့နိုင်ငံသားနိုင်ငံသားအလုပ်အလုပ်ရှင်တွေတော်တော်များများကျွန်တော်မြန်မာအလုပ်သမားတွေကိုသဘောကျပါတယ်အခုကျွန်တော်ပြောပြတာတော့အခုမလေးရှားကိုအလဲဗီဇာ free ဖွင့်တယ်ဒါပေမဲ့ဟိုကလာတင်လားမလာတင်လားဆိုတော့ဒီအချက်တွေနဲ့ပြန်ပြီးတော့စဉ်းစားဆုံးဖြတ်ဖို့အတွက်ကျွန်တော်ပြန်လည်းမျှော်လင့်လိုက်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်